ဲ့ဇာနည်းကိုရအောင်ယူထားတာဆိုတော့တို့ကပြင်ပါလဲအဲ့ဆေးကိုလိုချင်ပါပေါ့ကျွန်မဒီယောက်ျားကိုလိုချင်တယ်ကျွန်မရဲ့အချစ်တည်းရင်းမှာဒီရုံးလို့မရတုပ်လို့မရစီရင်လုပ်ပြပါပပမြူပါနဲ့မြင်းများယူပါဘူဒီကမမောင်းနိုင်အကိုကိုရန်အင်းကိုပြန်ပို့ပြရအောင်ပြင်ပါတော့တောင်းပါလိမ့်မယ်တကယ်ချင်းတွေကိုမစားဘူးခေါ်ရဲချင်မလားတော့တူစည်းလေးနဲ့ပဲခေါ်လိုက်စိတ်ကောင်းမရှိရလို့ဆိုရှင်ဒီကလည်းအမေမတော်ချင်ကျမီးပါပဲမြင် အားလုံးမြူလို့ကိုဒီသမီးလုံးမပြောရဘူးအကြောတင်းလေးပဲဖေဆာရိုက်ရတဲ့ဆင်းမှာကျွန်တော်တို့တော်တော်ကိုကျူးပန်းခဲ့ပေးရတယ်အဲခောင်းဆိုင်စားနေအဖေဖြစ်မနေဘူးနော်အကိုဖြစ်နေတယ်နော်ဆိုပြီးတော့ပြတ်မလားအဲ့လိုမျိုးအပြင်မှာလည်းညီကောင်မောင်နှမတွေအကုန်လုံးကခင်မမေရင်းနေနေနဲ့ဆိုတော့လေဟောတခါမှလည်းလိုအဖေကအဲသမီးအပြိုရွယ်လောက်ရှိရဲ့သမီးကိုပိုင်ဆိုင်လာတဲ့အဖေတခါမှမလုပ်ဘူးဆိုတော့အဲအဲ့နေရာလေးမှာနည်းနည်းလေးခက်ခဲပါတယ်ဇာနေပြည့် ကျွန်တော်ပါဝင်တိကျဆောင်လာပါတယ်ဒီထဲမှာကျွန်တော်တို့ကတောင်းတောင်းကမိသားစုပေါ့နော်ကျွန်တော်မိန်းမနဲ့ကျွန်တော်သမီးပေါ့ဒီထဲမှာဒီမိသားစုကဘယ်လိုတကူအောင်ဆံမလဲဘယ်လိုရမက်ကြီးမလဲအဲဆိုတာမျိုးလေးတွေပါမယ်အဲမိသားစုတစ်ခုမှာရမက်တွေလောဘတွေအတ္တတွေပါလာတဲ့အခါမှာဘယ်လိုပြောင်းလဲမှုတွေဖြစ်တယ်အဲပဝင်းရောဘယ်လောက်ထိဒုက္ခပေးလဲကိုယ့်ကိုယ်ဘယ်လောက်ထိပြန်ပြီးတော့ဒုက္ခပေးလဲကိုယ့်ရဲ့စိတ်တွေကိုကိုယ်ဘယ်လိုပြန်လဲဆိုတာတွေကိုကျွန်တော်ကိုယ့်ကိုယ်ကိုယ်ဝင်မြင်အောင်အကောင်းဆုံး message ပေးပြီးတော့ပုံပေါ်ထားပါတယ်အဲ ဆဲကြမယ်ဆိုတာလည်းသိပါတယ်ကြိုပြီးတော့လည်းပြင်ဆင်ထားပါတယ်အဲဆဲခံရမယ့် character ကိုဟိုလက်ခံပြီးတော့အစရရိုက်ကူးထားတာဖြစ်တဲ့အတွက်ဆဲခံရတာဘယ်ဒီကောင်းမှာကြည်နေပါတယ်ကျွန်တော်ကိုဆဲပေးကြပါလို့တောင်းဆိုပါ snow resort อ่ะวิดีโอยาวๆมาขึ้นแท้กูสามารถจะแพ้เนี่ยดอกบงที่บาลงบาเพลหลุดบาโอ้ดี snow project อ่ะอาลงตาวันล้วยอาจารย์อาลงชื่อมา ခြင်းညပါတယ်။ရရမော်ဟာလည်းခက်ဆွာဆွာခက်တော့တော့ theory ပုံစံမျိုးလေးနေရမှာပေါ့။ကျမဒီယောက်ျားကိုလို့ခြင်းတယ်။ကျမရဲ့အချစ်တည်ရင်းမှာသူရုံးလို့မရတော့လို့မရအောင်စီရင်လုပ်ပြပါ။ပပမယူပါနဲ့။ညံ့ညယူပါ။ဘူဒီကမမောင်းနိုင်အကိုကိုရိုင်းအိမ်ကိုပြန်ပို့ပြရအောင်။ဒူစီလေးနဲ့ဇာနီကိုရအောင်ယူထားတာဆိုတော့တို့ကအပြင်မှာလည်းအဲ့ဒီဆေးကိုလိုချင်ပါဘော။ ဖြစ်တယ်လို့ဖွင့်ပြဖို့ချိန်မရပဲနဲ့အဆင်ကျော်ခဲ့ရဗတိလူနှစ်ယောက်ကတရားပေါ်တရားမခွဲနိုင်မခွာရဲဖြစ်လုံးလို့ဒီနေ့ပဲတရားရုံးမှာလက်မှတ်ထိုးပြီးရက်ဖက်တာဒီမှတ်တယ်လို့သိချင်သေးဟာအဲ့သူများကြီးစောက်လူရာပဲလေမလုံးနေရလဲမမဝရီနဲ့ကိုစားနေမင်္ဂလာပွဲဖျက်လိုက်တော့ငါသမီးမင်္ဂလာပွဲပြအောင်တော့မနှောက်ရှက်နဲ့ပြင်မာတော့တောင်းပါလိမ့်လို့တကယ်ချင်းတွေကို မုံစားဖို့ခေါ်တဲ့ချိန်မလာရင်တော့တူစီးလေးနဲ့ပဲခေါ်လာရတယ်။မိုးတီတာရဲ့ဒါစီတူသောထက်နေရအမြဲတမ်းအမှတ်များနေရမယ်။ရေဒီရလေစားရတယ်လို့ကြံတာအားလုံးရေချင်းရှိ။နိုင်နိုင်ရလာမယ်နေ။ဟောနေရလည်းမရရဘူး။ဒီလိုပုံစံမျိုးတွေဖပွားကြီးမချိုက်ဘူး။ Sorry ။ဒီလေးကအမေထဲမှာရေဒီကိုဆက်ကြည့်။စိတ်ကောင်းမရှိရလို့ဆိုရေဒီရလည်းအမေမတော်ချင်ဘူး။တမီးပါလဲမြင်အားလုံးမြင်လို့။ဟိုဒီတမီးလို့မပြောရဘူး။ အကျိုးတင်းလေးပဲတောင်ချိုင်းနဲ့ဘယူကဒီလိုစီမီအဖြစ်တဲ့အတွက်အစပိုင်းကတော့ကြောက်တာပေါ့နော်တခြားပြင်ပြီးတော့ပြင်းနေမျိုးပြည့်အောင်နိုင်ပါမလားပြင်ပြီးတော့တခြားတောက်ဆောင်နိုင်ပါမလားဆိုတော့ကြောက်ခဲ့ဒါပေမဲ့ပထမဆုံးစစ်မှာလည်းတောင်ချိုင်းနဲ့ဘယူနဲ့တောက်ဆောင်ရဲစီပြေးခဲ့ပါအဲ့တော့ဂျီဒီကာရိုက်တာကိုကောင်းလို့ဆောင်ပါရှင့်ဟိုလက်ထဆန်းဒါနီကိုဝရီကိုချစ်တယ်ကိုလိုလက်ထပြရစီတော့ဘာဖြစ်လို့ငါ့ပြဆိုတရားမှမရှိရလဲသာမရှိရဟာလေ လွှတ်ရှောင်ပါလေအဖေဖြစ်သွားတာပါနော်အဲမဘုံကအဲ့ဒီအဖေစရိုက်ရတဲ့ဆင်းမှာကျွန်တော်တော်တော်ကြိုးပန်းခဲ့ပေးရတယ်အဲခောင်းဆိုင်စန်းဒီအဖေဖြစ်မနေဘူးနော်အကိုဖြစ်နေတယ်နော်ဆိုပြီးတော့သိမလားအဲ့လိုမျိုးအပြင်မှာလည်းဒီဘုံမောင်လောက်တွေအကုန်လုံးကင်းအမေမေရင်းနီးနီးနဲ့ဆိုတော့လေဟောတခါမှလည်းဒီလိုအဖေကအဲတမီးအပြိုရွယ်လောက်ရှိရဲ့ သမီးကိုပိုင်ဆိုင်လာတဲ့အဖေတခါမှမလုပ်ဘူးဆိုတော့အဲ့အဲ့နေရာလေးမှာနည်းနည်းလေးခက်ခဲပါတယ်နောက်ပိုင်းမှာတော့မက်ဘုံရဲ့မြင့်တင်ပေးမှုတွေနဲ့ကျွန်တော်ရဲ့ဟိုကိုပိုင်ပြင်ဆင်မှုတွေပေါ့နော်ဒီရိုက်နေစဉ်အတွင်းမှာပဲတခြားအရာတွေကိုအတူခိုးပြီးတော့ပြင်ဆင်လိုက်ရတာမျိုးလေးတွေရှိတယ်အဲ့အတွက်အကောင်းဆုံးဖြစ်ခဲ့လို့ထင်ပါတယ်ပထမဆုံးလုပ်ဘူးလားဟုတ်ကဲ့ အမေဆိုတော့အဲ့လိုအမေရောက်မှလေသူကရိုးရိုးမင်မဟုတ်ဘူးအဲ့လိုသမီးနဲ့ကိုနဲ့ကလည်းအရွယ်မတိမ်မရင်းဖြစ်နေရဲ့အဲ့အပြင်ကကိုကလည်းအဲ့လိုတောက်ချောက်ပွားလာပွားတယ်ပြီးတော့သူကလည်းကိုရဲ့အဲ့လိုကိုချိုးတိုင်းအဲ့လိုတချိုးတိုင်းလာတဲ့ခါကျတော့လေဩကိုကိုပြန်ပြန်လေရလို့ဖြစ်နေပုံစံမျိုးလေးပေါ့မမီဟိုလို့မကျင်နဲ့ဒီလို့မကျင်နဲ့ဒေါသဖြစ်နေစိတ်ကောင်းထားနိုင်မှာမဟုတ်ဘူးမစိတ်ကောင်းမရှိရလို့ဆိုရေဒီယာလည်းအမေမတော်ချင်ဘူး ကမ်းမစီအမိရဒါမှဆက်ဆက်ကြရတရနည်းလောက်နည်းနည်းစိတ်နေတာကနေနောက်ပိုင်းရက်တွေကျတော့ရရတာကလို့အဆင်ပြေသွားတယ်တော့ပေးယူလည်းမရပါဘူးနော်ဟုတ်တယ်ဟုတ်ဟုတ်ဆက်နာမည်မေးပြီးရော်တောင်းနေကိုယ်နာမည်စားနေဟုတ်ဖဲစမ်းမာကဖဲလူတွေကြည့်နေအာအာလက်လက်ကျွန်တဲ့မိသားစုတွေနဲ့တရုတ်ဆောင်လာတဲ့ခါကျတော့အဲကျွန်တဲ့လူတွေနဲ့ကြာမတဲကြဘူးလေမတဲကြတဲ့ခါကျတော့ ကျန်တဲ့သူတွေလည်းရိုက်တဲ့ခါကြရင်လားအဲ့လို item နဲ့ချိန်ရတာဒီမိသားစုကြတော့အဲ့လိုတစ်ချိန်တည်းတညံနေဆိုတော့သိပြီးတော့အဲ့လိုမမိရဘူးကောနော်တကယ်တော့မရှိပါဘူးလို့ဆိုတော့လေဆရာကဂျက်ဒီကအဲဂျက်ဒီဥစားနေမမိတော့ခင်ဗျားတကယ်ဖြစ်တဲ့ဆိုတော့ ဒါစင်းပေါ်မှာဆိုတာဒတိယတည်းပဲဒါကမှမဖြစ်ဘူးခက်ခဲတော့ရှိတာဖြစ်တယ်ဒတိယလေးတန်ပေါ့နော်ဒတိယလေးတန်တို့အားကြရဲ့အဲ့လိုလိုက်ပြေးတယ်မမ်မီဆိုလို့ဆိုမမ်မီမျက်လုံးစူးနေရပဲတောက်တောက်ပါပြီအဲ့လိုမျိုးလည်းမမ်မီ ုံလေးလာခင်ရတယ်။မမေဆိုရှင်ကတော့ရဲအားအားကောက်နေပြီ။မမေကမျက်လုံးနဲ့ပဲကုန်။ဒေဒီဆိုလို့ရှိရင်ဒေဒီရဲ့အတိုင်ဒေဒီရဲ့အတိုင်နဲ့အဲ့တော့မိမိကအဲ့အဖေနဲ့မိရဲ့ပုံစံတွေကိုအကုန်လုံးအခုခုရှစ်ဂျီကန်ကာရိုက်တာရော။ဟုတ်ဂျီကန်ကလည်းဂျီကန်ကတော့အဖေရှိရပေါ့။ဟောမမေရောဒေဒီရှိရအောင်။အလျှောက်ပြောတာပါ။သူကသူตัวดิปုံบ่ล่ะบ่ตัวอลจิกเก็งกันပြောนะตัวแรปเปอร์โลပြောอ่ะเฮ้ยดิโลดิโลดิโลโลปะคงต่นน่ะไปบาดิเนาะซอรี่ตัวอ่ะ ဒဲဒီဒဲဒီလို့ခေါ်ကြလိုက်ချင်းခက်သားချက်ပါဒဲဒီဖြစ်ချင်တာလေကောင်းပါလေတဲတခါမှအခုကပြောသလိုတခါမှမလုပ်ဘူးလားဟိုလှုပ်လှဲ့ရတဲ့အတွက်အဲအတွေ့အကြုံအတိတ်ရရလို့ခံစားရတယ်ပြီးတော့ဟိုကိုကိုပထမတရက်နေ့ကအဆင်မပြေဘူးဆိုပေမဲ့နောက်ရက်တွေမှာကိုကိုအဲဒဲဒီတယောက်လိုမျိုးဟိုဘယ်လိုပြောမလဲစိတ်ခံစားချက်ထဲထဲလို့ရတယ်ပြီးတော့အပြင်မှာလည်းအဲ့လိုသူဆိုရင်ကျွန်တော်အဲ့လို ဟိုမပြောရဲတာမခေါ်ရဲတာမျိုးဖြစ်တယ်ဆိုတော့လေအပြင်မှာလည်းကျွန်တော်ကိုယ့်ကိုဒယ်ဒီလို့ပဲတုံ့တုံလိုက်တယ်သူကလည်းသမီးလေးပါညာဆိုတော့နောက်အဖော်ဝော်တွေရောဒါလော့တွေရောအကုန်လုံးအဆင်ပြေသွားပါတယ်ညာကမဟာနဲ့နှစ်ခုပေါ့နော်ပုံမှန်ကျတော့ယူကနည်းနည်းရွေးပြီးရိုက်တာများမသိဘူးပေါ့ဒီစီကကို့မှာပဲရှိရလေ one and two ထိုက်ရိုက်ဖို့ရုပ်ရှင် နှစ်ကားရှိပါတယ်။ဇလန်းတွေလည်းထားရိုက်ဖို့ရှိပါတယ်။ဟုတ်ပြင်ဆင်နေပါတယ်။ဝေဖန်ပြီးတာထောက်ပြပြီးတာလက်ခံလို့ရတယ်။ကျန်တာတိုက်ခိုက်တာတော့အစတည်းကအဲ့လိုမျိုးတွေအတွက်ကိုသိပြီးအားလုံးမှာတော့အဲ့လိုမျိုးအတွက်ကျွန်တော်စဉ်းစားထား။ဟုတ်ကဲ့ကျွန်တော်ကုလားပြောသလိုပါပဲအားလုံးပြင်ဆင်ထားပါတယ်ဒီကရနေပြီးတော့တက်ရောက်လာတဲ့အရာရာတိုင်းကိုကျွန်တော်လက်ခံပါတယ်အဲအစဲခံရမယ့် character ဖြစ်တဲ့အတွက်အဲကျွန်တော်ကိုယ်တိုင်ကဟိုအလိုအလို ဟိုဘယ်လိုအစဲခံခြင်းနဲ့မှုဝင်နေပါတယ်လောဆယ်ပါဆယ်အဲ့လိုဒီကရိုင်နဲ့ပတ်သက်ပြီးတော့အာကြည့်ရှုသူတိုင်းတဦးတယောက်ချင်းစီအကောင်းဆုံးဝေဖန်ကြံပြုတ်ပေးကြပါဦးလို့ဘာပဲဖြစ်အားလုံးကျင်းနေကျွန်တော်ကျင်းနေပါတယ်လက်ခံပါတယ်လို့ပြောချင်ပါဗိသက်တွေအားလုံးမာအပလီကေးရှင်းမှာဒီရမတ်ဇလန်တွေကြီးကိုထုတ်လင်းပြသနေပြီဖြစ်ပါတယ်အားလုံးစောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်